ကဲ69ဖျားပဲရှိတဲ့တယောက်ဆောင်တယောက်ကနဲ့ဟောလိဝုဒ်ရဲ့ဂန်ဒဝင်ဖီလာရဲ့ဇလန်တပုတ်ကိုကြည့်လိုက်ကြရအောင်ဘဝကိုအလုအကိုင်းဒီပိုင်းဆိုင်မှုတွေနဲ့ပဲတိုင်းတာလေးရှိကြတယ်နော်ဒါပေမဲ့တကယ်ရောပျော်ရဲ့လားလို့မြင်ဘူးကြလားဒီဇလန်ကတော့အိမ်မက်နောက်လိုက်ဖို့တမားရိုးကျလမ်းကိုဆွတ်လွတ်ခဲ့တဲ့တယောက်ဆောင်ဟစ်လက်ဂျာအကြောင်းပါပဲဒီရာအားလုံးကဩစတြေးလျပရက်မီယာကကျောင်းပြသအခန်းလေးတစ်ခုမှာစခဲ့တာပါ သူ့မှာထူးခြားတဲ့အရေးချင်းတွေရှိနေပေမဲ့အတန်းဖော်တွေကတော့သူ့ကိုအတိအမှန်မဖြူခဲ့ကြဘူးဆိုတော့အဖက်ဆက်ခွနဲ့နဲ့မှာပဲသူ့အိမ်မှာနောက်လိုက်ဖို့ရေးရင်နဲ့ဆုံးဖြတ်ချက်တခုကိုခြားခဲ့တယ်သူနဲ့သူ့တငယ်ချင်းစနီကိုခီးထွက်ခဲ့တယ်သူတို့ရဲ့လမ်းပြကတော့မျောလင်းခက်တခုတွေပါပဲသူ့ရဲ့တရုတ်ဆောက်ဘွားကိုစတင်မှုမြို့ကိုရောက်လာချိန်မှာသူ့ပိုင်ဆိုင်တမျှကထားပါပဲသူကိုယ်တိုင်ပြောခဲ့သလိုပဲသူ့ဘဏ်အကောင့်ထဲမှာ69ပြားပဲရှိခဲ့တာစဉ်းစားစာကြည့်တော့ ဲ့ဒါကတကယ်ကိုမယုံနိုင်စရာစိတ်ဓာတ်ခွန်အားပဲဒီလောက်အခက်ခဲကြားကအိမ်မက်ကိုမစွန်လွတ်ခဲ့ဘူးကန်ကောင်းစွာပဲသူရဲ့အရေးချင်းကိုအော်စတြေးလျမှာလူတွေတတိပြုမိဖို့အချိန်အကြာကြီးမဆောင်ခဲ့ရဘူးအဲ့ဒီနောက်မှာတော့ဟောလိဝုဒ်ချီသွားတဲ့ဒုက္ခီကတကယ်ကိုမြန်ဆန်ခဲ့တယ်ဒီမှာကြည့်လိုက်ရအောင်သူရဲ့ရုပ်ရည်အရေးချင်းနဲ့ဆွဲဆောင်မှုတွေကြောင့်ကဘာကအခြေရဆုံးသေုပ်ဆောင်တွေကတယောက်ချလာခဲ့တယ်ဒါပေမဲ့သူ့ကန်ထွေနီယော်တို့ထာဝရမတန်တင်စေခဲ့တဲ့ account ကိုရှိလာခဲ့တယ် ဂျိုကအဖြစ်အော်စကာဆုရောက်ခဲ့တဲ့သူ့ရဲ့ဒီယိုဆောင်ချစ်ကတကယ်ကို cultural phenomenon တစ်ခုဖြစ်ခဲ့တဲ့69ပြားကနေအနုဒင်ယလောကရဲ့အမင်းဆုံးထေထီပေါင်းတကယ်ကိုမယုံနိုင်စရာခရီးပါပဲဒါပေမဲ့အသက်28နှစ်မှာပဲသူ့ရဲ့ရုပ်တရက်ွယ်လို့မှုကကဘာကြီးကိုတုံလုပ်စေခဲ့တယ်အနုပညာတတန်တိုးတောင်းခဲ့ပေမဲ့သူ့ကိုဒီလိုပဲအမဲအမိုက်ရနေကြမှာပါဒါကရုပ်ရှင်လောကအပေါ်မှာသူရဲ့ဘဲကောင်မှမေးလို့မရမယ့်အရှင်အဝါကိုတက်တေပြနေတာပါပဲ။ဆိုတော့ ဘာမှမရှိတဲ့ဘဝကနဲ့အရာအားလုံးပိုင်ဆိုင်ခဲ့တဲ့သူခီးကနောက်ဆုံးမှမိခွန်းကခုခြံထားခဲ့တယ်။